ဒါလေးကကျွန်တော်တို့ဒါဒီငါးကတ်လိုင်းထဲမှာကဖော်မွေးလေဖော်မွေးဖော်မွေးကဒီလိုပွဲကပြောလို့မရအောင်နှစ်ကတ်ကလေးနဲ့နှစ်စင်းဖြစ်နေတာလေးကကျွန်တော်ဒါအစောပိုင်းမှာဒီဒီဒီတပတ်အစောပိုင်းမှာ 3D ကလင်နာတည်တဲ့ဆိုတဲ့ခြံထဲမှာသွားကြည့်ရင်ဒါသိတယ်အစောပိုင်းမှာကျွန်တော်ဒီတပတ်အစောဆုံးမှာတင်ဘူးလေဘယ်လိုလုံးဆိုတော့အပေါ်မှာတော့ break လေးလို့ကြားတယ်မဖြစ်ခဲ့ဘူးเนาะဒီမှာ break လေးလို့ဖြစ်တယ်လေးခါလို့ကစားတယ်သူက6လေးပါနောက်တွဲတယ်เนาะလေးခါလို့တွဲပြီးကြတယ်အဲ့ဒီလေးကအပိတ်လို့ပြန်ဆင်းနေเนาะ ဒီမှာလည်းဒီတိုင်းပဲပရိတ်လေးလေးခါလို့ဒီမှာ6လေး6ဝင်တယ်အဲ့ဒီလေးကအပိတ်လုံးနဲ့ပြန်ဆင်းခဲ့ရင်ကျွန်တော်တို့ငါးကက်လိုင်းကပေါ်မွေးရှိရယ်ရှေးပေါင်းနှစ်ဒီဟာလေးကကျွန်တော်ကစားနေကြတယ်မြေရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်းလေးအဲ့ဒီလိုမျိုးငါးကက်ပေါ့အဲ့ဒီဒီငါးကက်လိုင်းထဲမှာကရှေးပေါင်းနှစ်ကြောင့်နှစ်နောက်ပိတ်နဲ့ဒီမှာပရိတ်ရှိထွက်တယ်ရှေးပေါင်းလေးကြောင့်ရှေးပေါင်း6ကြောင့်အဲ့ဒီနှစ်ထဲမှာရှေးပေါင်း6ကြောင့်6နောက်ပိတ်နဲ့ပရိတ်6ဆိုပြီးထွက်တယ်စုံစီနေရနော်ရှေးပရိတ်6ပရိတ်4ပရိတ်2ပရိတ်3ပရိတ်တော့မှာ ဒုတတိယကံမှာလည်းရှေးပေါင်း6ကျောင်းအဲ့ဒီဆက်ပါပဲ6နောက်ပိုင်းနဲ့ဗရိတ်8 6 4ဗရိတ်ထွက်တယ်နော်ဒီမှာအဲ့တော့ဒီမှာလည်းကျွန်တော်ဒီမှာရှေးပေါင်း6စရုပ်ကံမှာလည်းရှေးပေါင်း6ကျောင်း6နောက်ပိုင်းနဲ့ဗရိတ်2ထွက်တယ်အဲ့တော့8 6 4 2ဆိုတော့ဖြစ်သွားပြီဒီမှာပုံရှေးပေါင်း4ကျောင်း4နောက်ပိုင်းနဲ့ပုံညာဗရိတ်ကြံနေတယ်နော်ဒီတပည့်ကြံလက်ကြခုနှစ်ကြိမ်မှာအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဘွဲမှာဆိုတော့4နောက်ပိုင်းနဲ့ပုံညာဗရိတ်ဆိုတော့ဒီမှာလာပြီးတော့နည်းနည်းဖြစ်နေတယ်ဗရိတ်4က4ခါ4ခါလို့ဆင်းပြကြတယ် အဲ့လေကအပိတ်ကိုပြန်ဆင်းဒါနှစ်ကက်တည်းကမလုပ်ဘူးမလုပ်ဘူးလို့ပြောလို့မရဘူးเนาะဒါလေးကကျွန်တော်ရဲ့သဘောကျတယ်ဒါလေးလေးဆိုရင်အဲ့မှာ break လေးလေးခါအဲ့လေကအပိတ်ကိုပြန်ဆင်းနေကျွန်တော်တို့လေးနောက်ပိတ်နဲ့သုံးရ break ကတိုက်ဆိုင်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ကြိုက်တာကလောလောဆယ်အပုပ်ခွာကိုကြိုက်တယ်ဗောနော်အပုပ်ခွာကြိုက်တယ်ဆိုရင်ဒီနှစ်မှာဒီနှစ်နှစ်လေးလေးရက်လိုက်ထွက်ဖို့ရှိတယ်နှစ်လေးလေးလိုက်ထွက်ဖို့ရှိတယ်အသုံးလုံးလေးလည်းကောင်းတယ်ရှစ်ရှစ်လေးလည်းကြိုက်တယ်အဲ့တော့ဒီအပုပ်ခွာသုံးဘွက်တော့ကြိုက်တယ်ဗောနော်အဲ့ဒီကောင်ပူကြိုက်တယ်ကျွန်တော်ဒီကောင်ပူကြိုက်တယ်ဘောင်းဆိုရင်3 5

ဒီနှစ်ကိုကပြောခဲ့ဘူးလေအဲ့ဒါဟိုထိုင်းမှနေတော့လည်းပြောခဲ့ဘူးလားအဲ့တော့ဒီမှာ3 9ပြီးတော့ဒီမှာ3 4 9 4နှစ်ကျော်မှဒီမှာအချိန်ကြိုက်မှသူကနက်ခတ်အပူနော်နက်ခတ်အပူဒီမှာလည်းသူကကစားသွားတာပဲကနန်းတူကနန်းတစ်ခွက်လို့ပြောတာနော်3 9 9ဒီငါကိုဒီလိုတော့ပါသူမဲအချိန်ကြိုက်ဒီမှာ63 63အတွေ့အာမသိဘူးပြသူမဲအချိန်ကြိုက်ဒီမှာဒီမှာသူမဲအချိန်ကြိုက်မှာကျွန်တော်လိုက်ခဲ့သေးတယ်ဒီမှာအဲ့ဒီကောင်ရဲ့နှစ်ပွဲကြုံမှာဒီမှာ63အခွတ်အုံးကရောက်တော့သူက63အတွေ့အာဖြစ်သွားနှစ်ပွဲကြုံမှာဆို63အခွတ်အဲ့ဒီနက်ခတ်အဘူးရဲ့နှစ်ပွဲကြုံမှာ အဲ့တော့အဲ့ဒီနက်ခတ်ပူရဲ့နှစ်ပွဲကျော်မှာ63တော့တွေ့အဲ့ဒီဆက်ပွဲအဲ့ဒီဆက်ပွဲလိုင်းအောင်ကြတော့လည်းသူကတုံးကတ်ဆိုတော့သူက63ကိုခွာနေမပြီးတော့အတွဲနဲ့ပြီးတာအဲ့ဒီလိုင်းလေးအဲ့ဒါကသူကဒီမှာတော့နှစ်ကတ်မှာတော့900နှစ်ကွက်နဲ့လောက်သွားတယ်နော်ဒါပေမဲ့ဒီကောင်ကြီးကလည်းလိုက်မထွက်ဘူးလို့ပြောလို့မရအောင်နောက်တစ်ခုကအကွက်ရှိစားရှိတယ်ဒီ863ပြဒီ863ဒီ863ကဒီမှာထွက်ခဲ့တာဗျဒီမှာထွက်ခဲ့တာအဲ့ဒီနေ့ထက်ကဒီတုံးနောက်နေ့ထက်ကဒီမှာ၄နှစ်ကြီးတည်းရှိနေတယ်ရှိတယ်ဗျာလေကျွန်တော်နီးသွားတော့စိုက်ကစဉ်းစားလို့မရအောင်ဖြစ်နေတယ် ်နောက်ပြီးတော့ဒီပွဲကိုအပူခွားကိုအားကောင်းတယ်အပူခွားအားကောင်းတဲ့အတွက်ကြောင့်ဒီနှစ်လေးနှစ်တော့ပထမကြိုက်တယ်ဒီကောင်လည်းကြိုက်တယ်အဒီရှစ်ရှစ်လေးလည်းကြိုက်တယ်အပူခွားအဲ့ဒီသုံးခွက်တော့နည်းနည်းကြိုက်တယ်ပေါ့နော်အဲအဲ့တော့ကြိုက်တယ်ဆိုရင်လည်းကစားကြပေါ့နှစ်လေးနှစ်တကယ်ဒီကောင်ကတော့ဒါ၄နောက်ပိုင်းလည်းဆိုဒီနှစ်ခွက်ထိုးရမှာပေါ့ဒါဆယ်ခွက်ဆိုရင်လည်း၄နောက်ပိုင်းနဲ့၃နောက်ပိုင်းဆွဲနိုင်တဲ့လူကဆွဲပေါ့နော်ဒါကမျိုးမမ်ဘာတွေလာနေတယ်